အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်အဲ့တော့ဒါကျွန်တော်ဒီနေ့ညမှာကျွန်တော်ဒါလူမေးလက်ရှိမှာ အများဆုံးသောမိကွန်းနေတဲ့ကတစ်ခုဖြစ်တဲ့ဗီဒီယိုလေးကိုကျွန်တော်လုပ်ပေးမှာဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ Liverpool အသင်းအနေနဲ့ဒါကျွန်တော်တို့အာ ကဗင်ဒရိုင်းနာကိုတရားဝင်ကန်လန်းထားတယ်ကန်လန်းမယ်ဆိုတဲ့သတင်းကအမှန်ပဲလားဆိုတဲ့ပုံစံမျိုးကိုလည်းရှိမှကျွန်တော်ဝိုင်းမိကြတယ်အဒီနေ့မှတော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီမာစီယိုကနေပြီးတော့ရေးသားထားခဲ့တယ်ဆိုပြီးတော့အကုန်လုံးကလည်းဝိုင်းမိကျွန်တော် ပြောကြတယ်ဒီမာစီယိုကတကယ်တည်းဟုတ်ပါတယ်ဒါကျွန်တော်တို့ပြင်တော့အီတလီသတင်းနဲ့ပတ်သက်ရင်ဒါနံပါတ်1အဲ့တော့လူတော်များစိတ်ဝင်စားဒီမာစီယိုလိုလူမျိုးကျွန်တော်လည်းပထမအစိတ်ဝင်စားတာဒီနေ့မှဒီသတင်းကိုတင်ခဲ့တာကျွန်တော်လက်ရှိဒါ Twitter မှာဒါ ဘာဘလုံးတရင်းနဲ့ပတ်တိုင်အပြောင်းရွှေ့တရင်းနဲ့ပတ်တိုင်တော့ Crash News Live ဆိုတဲ့ page ကနေတော့တရင်းတရင်းကိုတရင်းဒါပေါ့ဟိုတစိတ်တစ်ပိုင်းဒစိုက်ဟိုတစိတ်တစ်ပိုင်းနဲ့တော့တင်ခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်လေးတော်လေးကိုစိတ်ဝင်စားတယ်ဟာ Kevin De Bruyne ကိုဒါကျွန်တော်တို့ Liverpool ကကန့်လန့်နေဆိုတာဖြစ်ကောဖြစ်နိုင်ပါမလားပေါ့နော်အဲ့တော့တကယ်တမ်းဒါကျွန်တော် Demazio ရဲ့ page ကိုကျွန်တော်ဝင်ကြည့်တယ်သူ့ရဲ့ Twitter လည်းဝင်ကြည့်တယ်စိတ်ဝင်စားဖို့ကောင်းတာ Demazio ကဒါကျွန်တော် Premier League အသင်းကြီးအပြောင်းရွှေ့ကို ဟိုအရန်ကြီးကြီးကြီးမမကလွင်သူ့နဲ့တိတ်ပြီးသူမြေဦးသူမမက်ရဓမ္မစီရောအရန်သစ္စာရှိရဓမ္မပါရသူဒီအီတလီသတင်းတွေကိုအဓိကရေးတာဖြစ်ပြီးတော့ဘလောက်တိတောင်ရေးလဲဆိုအီတလီ series A series B series C လောက်ထိကိုသူရေးတယ်ဓမ္မပါအဲ့တော့ဒါကျွန်တော်တို့ဓမ္မစီရောနေနဲ့ဒါကေဗင်ဒရိုင်းနာသတင်းကိုရေးတယ်ဆိုကျွန်တော်နေနဲ့စိတ်ဆုံးတော့သူ့ရဲ့ဒါ Twitter တဲ့ကိုဝင်ကြည့်လိုက်မယ်ဆိုရင်ဒါ Liverpool နဲ့ပတ်သက်တဲ့သတင်းကမရှိသလောက်နေတယ် Kevin De Bruyne ဒါကျွန်တော်တို့အဲ့တော့ဒီနေရာမှာ Kevin De Bruyne နဲ့ပတ်သက်ပြီး Demasio ပါရေးခဲ့လေ Kevin De Bruyne နဲ့ပတ်သက်ပြီးလက်ရှိမှာ Demasio ရေးခဲ့တဲ့သတင်းကတော့ Napoli နဲ့သတင်းဖြစ်ပါတယ်လက်ရှိမှာ Antonio Conte ရဲ့ Napoli အသင်းတွင် La Mignia ဒီမှာဒါ Kevin De Bruyne ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုပြီးတော့ဒါကျွန်တော် Demasio ကသူ့ရဲ့ article ထဲမှာရေးထားတာဖြစ်တယ်အဲ့ဒီနေရာမှာသူ့ရဲ့ article ကထိုးဝယ်နိုင်ကျွန်တော်ဒါ အီတလီလို့ဒါကျွန်တော်တို့အီတလီဘာသာနဲ့ရေးထားတာဖြစ်တဲ့ကြောင့်ဒီအီတလီဘာသာကိုဘာသာပြန်လိုက်ကျွန်တော်မြန်မာလိုလက်လာလေးပြောရမယ်ဆိုရင်တော့ဘာသာပြန်နေမှာဒါကျွန်တော်ရောသွားတဲ့စကားလုံးတစ်ခုလို့ပြောလို့ရတယ်ဒါကျွန်တော်ကိုယ်တိုင်လည်းဒီစကားလုံးကိုကျွန်တော်ဒါစိတ်ဝင်စားလို့သူဘာသာပြန်လိုက်တဲ့ချိန်မှာလီဗာပူးတင်းကဒါကျွန်တော်တို့ကေဗင်ဒဘရိုင်းနာကိုတရားဝင်ကမ်းလှမ်းမှုတောင်လှုပ်ထားတယ်ဆိုတဲ့အရေးသားရေးထားခဲ့မယ်တကယ်တမ်းကျွန်တော်တို့ဒါအီတလီတက်အီတလီစကားတက်တဲ့လူရဲ့ပြောပုံရဆိုတော့လီဗာပူးတင်းက ကယ်၍လာမယ့်နွေရာသီမှာသာကွင်းလယ်ပိုင်းမှာဒါကျွန်တော်လူအပ်မှုရှိမယ်ဆိုရင်တော့ Kevin De Bruyne ကိုစဉ်းစားကြစဉ်းစားရွေးချယ်စရာတွေတဲ့ကတခုအနေနဲ့ choices တွေတဲ့ကတခုအနေနဲ့စဉ်းစားထားတယ်ဆိုတဲ့ပုံစံပို့ဆိုးသွားခဲ့တယ်ခုနပြောတဲ့ဒါသတင်းဌာနတွေအနေနဲ့ဒါကျွန်တော် effort မထုတ်ဘဲနဲ့သူတို့အနေနဲ့ဟာ okay ဒါဒီဟာကို translate to english ကိုတခါပို့ပြီးခုနပိုင်းစိတ်ဝင်စားဖို့ခေါင်းတာဖုန်းတွေထဲမှာဒါကျွန်တော်ခုနပိုင်း Apple ဒါအေးပေါ့ Safari ဒါကျွန်တော်တို့ Safari ပဲဖြစ်ဖြစ် Android ဖုန်းတွေထဲမှာဒါ translate to English တဲ့ပါတယ် Google Translate ကိုသုံးလိုက်ချိန်မှာဒါ Liverpool သင်းကနေပြီးတော့ဒါကျွန်တော် Kevin De Bruyne ကိုတရားဝင်ကမ်းလှမ်းထားတာဖြစ်တယ်ဆိုတဲ့ဥစ္စာပဲအဲ့တော့ဓမ္မကြီးကဒါကြီးကိုအကြီးကျယ်ရေးထားမှာမဟုတ်ဒါကျွန်တော်တို့သူကရေးထားခဲ့တာ Liverpool သင်းကနေပြီးတော့ကိုယ့်လက်ပိုင်ရွေးချယ်စရာတွေအတွက် Kevin De Bruyne ကဒါစိတ်ဝင်စားမှုတချို့ရှိနေတယ်ဆိုတဲ့ပုံစံမျိုးဒါရေးထားခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့အခုလက်ရှိမှာ Liverpool ကိုတရားဝင်ကမ်းလှမ်းမှုတွေလုပ်ထားတာတော့တခုမှမရှိဘူးအဲ့တော့ Liverpool ဘက်က source တွေကတခုမှပတ်သက်ပြီးတော့ Kevin De Bruyne နဲ့ပတ်သက်ပြီးအခုလက်ရှိမှာခေါ်ယူမယ်ဆိုတဲ့အကြောင်းနဲ့တခုမှ မှရှိခဲ့ပါဘူးအဲ့တော့ဒီအနေထားနဲ့ပတ်သက်ပြီးလက်ရှိမှာ ကျွန်တော်တို့ကေဗင်ဒဘရိုင်းနာအနေနဲ့နပိုလီအသင်းကိုသာပြောင်းရွှေ့ဖို့အတွက်ဒါကျွန်တော်နပိုလီအသင်းကစိတ်ဝင်စားနေတဲ့အနေအထားမှာရှိတယ်။နပိုလီအသင်းကလာမယ့်ရသက်တပတ်မှာတော့ဒါကျွန်တော်တို့အာကေဗင်ဒဘရိုင်းနာရဲ့အေဂျင့်အနေနဲ့တွေ့ဆုံဆွေးနွေးသွားဖြစ်ပြီးသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ကေဗင်ဒဘရိုင်းနာအခုလက်ရှိမှာဥရောပဆိုရတဲ့လာမယ့်နေရာဒီမှာ MLS ဖြစ်တဲ့ဒါ Chicago Fire Inter Miami တို့ကိုစိတ်ဝင်စားနေတယ်။ Inter Miami ကလက်ရှိမှာဒါကျွန်တော်ဘတ်ဂျက်အရအရမ်းများနေပြီလို့ကြောင့်မို့ Chicago Fire ကလက်ရှိမှာကေဗင်ဒဘရိုင်းနာပွားဖို့အတွက်အမြင့်မားဆုံး destination တစ်ခုဖြစ်တယ်လို့ ို့သိရတယ်မှာအဲ့တော့အတူချုံပြောရမယ်ဆိုရင်လက်ရှိမှာ Liverpool အသင်းနေနဲ့ Kevin De Bruyne ကိုလာမယ့်နေရာဒီမှာအလွတ်နဲ့ရမယ်ဆိုတော့စိတ်ဝင်စားမှုတစ်ခုရှိတာတော့မှန်တယ်တရားဝင်ကမ်းလှမ်းမှုဆိုတာ loss in translation translation ဒါကြောင့်ဘာသာအပြန်အမှားနေဖြစ်ပြီးတော့ဓမာစီကလည်း Liverpool သတင်းကိုတီးတန့်ရေးသားခဲ့တာမို့သူအနေနဲ့ Napoli သတင်းဒါ Napoli သတင်းနဲ့လာမယ့်နေရာဒီမှာ Kevin De Bruyne ကိုအလွတ်နဲ့ခေါ်ယူဖို့တော့တရားဝင်ချိတ်ဆက်မှုတွေမကြခင်မှာပြုလုပ်လာနိုင်တယ်အခုလက်ရှိချိန်မှာဒါကျွန်တော် Napoli နဲ့ပြိုင်ပြီးဖြစ်လာနိုင်တဲ့ဥစ္စာက Liverpool သတင်းကဖြစ်လာနိုင်တယ် Liverpool သတင်းကအခုလက်ရှိမှာဒါ Kevin De Bruyne ကိုစိတ်ဝင်စားနေတယ်သူတို့ရွေးချယ်စရာတွေကသူတို့ကမ်းလှမ်းမှု ုဖြစ်လာနိုင်မယ်တဲ့က choices တွေကရွေးချယ်စရာတွေတခုဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးဓမားစီကရေးတာအဲ့တော့ translator တဲ့မှာသွားရေးတော့ liverpool ကဒါတရားဝင်ကမ်းလှမ်းတဲ့ပုံစံဖြစ်ပြီးတကယ်တည်း italy စာဖတ်တဲ့လူအရာရေးတယ်ဆိုဖတ်ကြည့်တယ်ဆိုရင်တော့ဒီနေရာမှာရွေးချယ်စရာတွေကတခုဆိုတဲ့ဥစားကိုပို့ပြီးတက်ရောက်တာဖြစ်ပါတယ် ဒါအူတော့ကျွန်တော်ခင်ဗျားတို့လည်းရှင်းရှင်းပြချင်တယ်ဖေတော့လီဗာပူးတင်ကခုလက်ရှိမှာကေဗင်ဒဘရိုင်းနာကိုခေါ်မယ်ဆိုတဲ့သတင်းကတော့လက်ရှိမှာစိတ်ဝင်စားမှုတတ်တာပဲရှိပါတယ်။တရားဝင်ချိဆက်မှုတွေရောတရားဝင်ကန့်သတ်မှုတွေရောမလုပ်ရသေးပါဘူး။ဒီလောက်ပါပဲ။ဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0ဆိုတဲ့ TV4 တို့မှာဂျင်းလူစံပေါအောင်ကုညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေမှာလည်း YouTube Media 3.0ဆိုတဲ့ TV4 တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပို့ကျွန်တော်အားပေးလို့ရပါရဲ့။ ။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့အောက်ကကွန်မန့်တွေထဲမှာလေး Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်ဆိုကွန်ဂျီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့များများကလစ်မှမြန်မြန်နဲ့ဖြစ်ပါတယ်။အားလုံးကြိုးတူပါရဲ။ကျွန်တော်ဒီနောက်မှ AC2 ကြရပေါ့။ Dave ပါဗျ။